မင်္ဂလာပါရှင်။စွန်လ9ရက်တနင်္လာနေ့ရွှေရံကုန်းရဲ့ထူးထူးခြားခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့ပဲခူးမြို့အနီးရီတာစကေလေးသမတင်အစင်ငလျင်တစ်ခုထပ်မံလှုပ်ခဲတဲ့သတင်း။ပဲခူးမြို့အနီးမြေအောက်အနက်968ကီလိုမီတာကိုဗဟုပြုပြီးရီတာစကေလေးတက်သမားတစ်ဆင်ရှိတဲ့ငလင်တစ်ခုဇွန်လ9ရက်မြမစံတော်ချိန်မနေ့စင်နာရီ10မိနစ်မှာထပ်မံလှုပ်ခတ်ခဲ့တယ်လို့သိရပါဗျာ။ ဇွန်လ9ရက်မနေ့7:15မိနစ်အချိန်ခန့်မှာလဲကချင်ပြည်နယ်တနိုင်းမြို့နီးမြေအောက်အနက်105ကီလိုမီတာကိုဗဟိုပြုပြီးရတာစကေး၄.၃အဆင့်ရှိတဲ့ငလင်တစ်ခုလောက်ကတ်ခဲ့ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းအောင်ပန်းမြို့နီးမြေအောက်အနက်3ကီလိုမီတာကိုဗဟိုပြုပြီးရတာစကေး၄.၅အဆင့်အင်အားရှိတဲ့ငလင်တစ်ခုဇွန်လ4ရက်မြန်မာစံတော်ချိန်မွန်လွဲ့တနိုင်း46မိနစ်အချိန်ခန့်မှာလောက်ကတ်ခဲ့ကြောင်းလဲသိရပါတယ်ရှင်။ ဆလတ်တင်စမဲတဲ့ငါတော့ငလျင်တန်အတင်းခဲ့တဲ့အင်းလေးဒေတာရှိကျေရွာများအနက်318ရွာမှာဒါအားလိုက်များကိုပြန်လည်ပြင်ပြပြီးဖြစ်တဲ့တဲ့င်မန္တလေးငလျင်စီတန်းချောင်းရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်အင်းလေးဒေတာရှိကျေရွာ318ရွာအားလျက်စစ်ထားပေးထားတဲ့11 KV ဒါအားလိုက်များ၄ဘူဒါအားလိုက်များ transformer နဲ့ဓာတ်အလှုပ်ပစ္စည်းများရိုင်းလဲပြီးချုပ်ရင်းပစ္စည်းကယာယီဓာတ်ပြတောက်မှုများဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။အခုလိုပစ္စည်းမှုများအားညောင်ရွှေမျိုးနဲ့လျှက်စင်အင်ဂျင်နီယာရုံမှကျွမ်းကျင်ဝန်ထမ်းများကပြန်လည်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြတဲ့အတွက်ဇွန်လ9ရက်အထိကျေးရွာ319ရွာရှိဓာတ်အလိုက်များအားပြန်လည်ပြုပြင်ပေးစီခဲ့ပြီးကြန့်ရှိတဲ့ကျေးရွာ၄ရွာမှာပြုပြင်ရန်ကြန့်ရှိသော၄ရွာ4ဓာတ်အလိုက်များအားအမြန်ဆုံးပြန်လည်ပြုပြင်လျက်ရှိကြောင်းသိရပါတယ်ရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ရှက်ခုံသွန်းကုန်သူများရေနေပြီးတားမီသုံးဦးသေဆုံးကတအူးပြောက်ဆုံးနေမှုဖိတ်တွင် ဖြစ်ပေါ်တဲ့သတင်းဒီနေ့နိုင်တိုင်းဒေသကြီးဘိတ်တောင်ကျေးရွာအဆောင်ကောင်းကုမ္ပဏီအနေတွင်ဇွန်လ9ရက်ကရှက်ကုံတောင်ကုတ်သူ6ဦးရေနေရာမှာတားမိ3ဦးသေဆုံးပြီး2ဦးပျောက်ဆုံးနေကြောင်းလူနာများကိုသွားရောက်ကူညီခဲ့ဆဲပေးတဲ့အောင်မင်္ဂလာကျန်းမာရေးအထောက်အကူပြုအသင်းထံမှသိရပါဗျာ။ တာမိသုံးအပါဝင်လူချဦးကရေနဲ့ထဲကိုရှကုံးသွားကိုရာမှရေနစ်ခဲ့ခြင်းဖြစ်ပြီးရေနစ်မြုပ်သူများအားအနီးနားတွေ့ရှိသူများကဆယ်ယူခဲ့ရာယောက်ျားလေးတဦးမိန်းကလေးလေးဦးကိုဆယ်ယူနိုင်ခဲ့ပြီးတဦးမှပျောက်ဆုံးနေကြောင်းသိရပါတယ်ရှင်။ထမန်လေးဆမဲတဲ့ရင်ကတော့ဟင်္ဒရာမျိုးရင်းမိယာမြင်ဆက်အပူလွန်ခဲ့ရာမှမိလောင်မှုဖြစ်ပေါ်တဲ့တဲ့ရင်ဟင်္ဒရာမျိုးဥယျာဉ်မြောက်ရဲစေယုံဟောင်းလန်းရှိ သိန်း INS ရေချိုးကန်သုံးပစ္စည်းများနဲ့အင်အလားစင်ကြွေးပြားကြောက်ပြားအယောင်းဆိုင်အစားအုံအပေါ်ဓာတ်တွင်မိယာမြင့်ဆက်အပူလွန်ခဲ့ရမှမိလောင်မှုဖြစ်ပွားကြောင်းသိရပါဗျ။အဆိုပါမိလောင်မှုဖြစ်ပွားရနေရသောဟင်္ဒရာခရိုင် မြို့နယ်အယံမီတစကန်များမှမိငိမ့်တရင်6စီးရေတရင်4စီးဖြင့်တွားရောက်ငိမ့်တဲ့ခဲကြောင်းသိရှိရပါရဲ့ရှင်။ ကျမတို့ရွှေကုံမီဒီယာကနေပြည်ရင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စဉ်များအပါအဝင်နိုင်ငံတော်ရှိထူကြပြစင်များကိုအချင်းနဲ့တပင်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ရရှိပြီးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။